ဆိုတော့ကတာတူမီနဲ့စားတော်လိုင်းရဲကိုတော့မစတဲ့အာမီကမမီဘူးဆိုပြီးတော့တော်ရောက်တောင်းလို့ချက်မတည့်ရဲ့အတွေးခေါ်ရင်းနဲ့ line ပေါ်မှာအာမချောင်းနဲ့စတဲ့အာမီဆိုတာကစည်ရေးဆိုင်တက်ခရေးဆိုင်ဆက်လက်နဲ့ဆိုင်ဒါကိုပြောတာစီးရနိုင်ငံစစ်တပ်ကနိုင်ငံရေးမှာဝန်မရှိုံနဲ့စစ်တပ်နိုင်ငံရေးကအပြစ်ထွက်ကမယ်စစ်ရေးနိုင်ငံရေးတိတက်သွားရမယ်ဆိုတော့ပြူအာမီမဟုတ်ဘူး တို့တို့အာမီဆိုတာကစစ်ရေးနဲ့နိုင်ငံရေးအသီးတန်သွားမယ်ရောမထွေးရအောင်ဒီလိုအနေအထားမျိုးကဖွင့်ပြပြီးနိုင်ငံတွေမှာရှိတယ်။ကျမတို့နိုင်ငံတွေမှာစစ်ရေးနိုင်ငံရေးအသီးတန်သွားလို့မရဘူးပရိုအာမီလို့လို့မရဘူးရှမ်းနဲ့အာမီပဲလုပ်ရမယ်။အဲ့ဒီခြေကသဘောတရားလောက်ကိုတော့နားမလဲပဲနဲ့နိုင်ငံရေးကိုတည်တလို့တက်တလို့အာပြီးရောင်ပြီးရောင်60နဲ့တက်ရောင်လာမလုပ်နဲ့အဲ့ဒီလိုအတွေးခေါ်တင်နဲ့ကျမရဲ့ခြေပြားကိုခြေပွားလာမတိုင်းနဲ့ခြေရခြင်းလာမတိုင်းနဲ့ခြေလာ စရေသည့်နိုင်ငံရေးအသည့်ဗလာမတ်တီနဲ့စစ်တပ်နိုင်ငံရေးရောက်ပြီးထွက်ရမယ်လို့စစ်တပ်ကသူ့လူကြရေးဆွဲထားတဲ့ဖွဲ့စည်းပုံ၅000ဖွဲ့စည်းပုံခြေကောက်ပြီးကိုဖျက်သိမ်းရမယ်ဆိုတဲ့ယူကြောင်ကြောင်ပေါ်ကြောင်စကားတွေရတန်းကရက်။ဟောရှိချေဦးရတက်မတော်ကအာနာထိန်လို့ရတယ်အာနာသိမ့်လို့ရတယ်မှန်နေ။တို့တော့အဲ့ဒီအာနာကိုတမနာကိုယ်တိုင်ကာလုံခေါ်ပြီးမှပေးရတာ။တမနာကိုယ်တိုင်ကာလုံခေါ်ပြီးပေးလိုက်တဲ့အာနာဖြစ်တယ်။လက်ရှိမှာလည်းတမနာကိုယ်တိုင်ကာလုံခေါ်ပြီးပေးထားတယ်။အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့2မိနစ်ဒေါ်လာရေးကို Standard Army ကမနိုင်ရတဲ့အကြောင်းရင်းမပူးတူပြောပြလာသည်မို့ အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါဦးခင်ဗျာမင်္ဂလာပါတို့ရေ SE ကိုနေပြီပါပြီ SE ကိုနေပြီနဲ့ပတ်သက်လို့လူတိုင်းဟာမိမိတို့ထင်မြင်ရမိမိတို့ယုံကြည်အောင်မျိုးစုံဝေဖန်ကြရဲတုံးသက်ကြရဲစကားတွေတင်းတွေများစွာကြရပါတယ် SE ကိုနေပြီနဲ့ပတ်သက်ပြီးတော့ဆက်ဆက်ပြီးတော့အာကျွန်တော်တို့အများဆုံးကနားနေမှုလွဲနေတဲ့ကိစ္စလေးတွေအမှန်တရားရောင်နေမှနေတဲ့ကိစ္စလေးတွေကိုကျွန်မမဘူးတို့မဟာသေးကနေပြီးတော့ပြန်လည်မျှော်လင့်ပေးကြပါမယ်ပြမတော့ MC ခဏလုံးရက်ခက်တက်ခေရစရေပေါ့နော်ဆော့ တချို့ကပြောကြတယ်အာငင်းငယ်စစ်တပ်ကငင်းငယ်နိုင်ငံရေးမှာဝင်ပါနေဆိုရင်ငင်းငယ်မရနိုင်ဘူးဆိုတော့စစ်တပ်ကနိုင်ငံရေးမှာဝင်ပါနေလို့ငင်းငယ်မရနိုင်ဘူးဆိုရင်စစ်တပ်ရဲ့ပြောဆိုမှုကပါလေတမတော်ဘက်ကပြောဆိုမှုကလို့ရှိနေတယ်တမတော်တမတော်ကောင်းတော့တချို့ကပြောခဲ့တယ်တနိုင်ကလုံးငင်းချင်းရင်ဆိုင်ရင်25ရာခိုင်နှုန်းတော်တော်ကထွက်မယ်25ရာခိုင်နှုန်းလွတ်တော်မှာပါနေတယ်တမတော်က25ရာ25ရာခိုင်နှုန်းဟာလွတ်တော်ကနေထွက်မယ်ဆိုရင်နိုင်ငံရေးကထွက်မယ်လို့ပြောတာနဲ့တူပဲဆိုတဲ့အတွက်တနိုင်ကလုံးငင်းချင်းရင်ရှောင်းလို့ကမယ် ်မနေ့ကနိုင်ငံလုံးရင်းရင်းရေးရအောင်လို့ချင်းရင်စစ်တပ်ခံကိုနိုင်ငံရေးမှာဝင်မရှုပ်ဆဲချင်ဘူးခုတော်နေမှာ25ရာခိုင်နှုန်းပါလီယာမကြိုက်ဘူးဆိုလို့ရှိရင်တိုင်းနိုင်ငံလုံးရင်းရင်းရေးရအောင်လုပ်ရမယ်ဒါပေမဲ့ငင်းငင်းရေနိုဘယ်ဆုရှင်ဆိုရယ်တော့ဆက်ဆွကြည့်ပါပြောလေ NCA စာချုပ်မှာအလင်းစလို့လက်မှတ်မထိုးပါနဲ့အဲ့စကားတစ်ခုနဲ့တည်းကျွန်တော်နိုင်ငံရေးတမိုင်းကြောင်မှာလက်ရှိအခြေအနေချင်းကျွန်တော်ငင်းချင်းကြီးဟာအမျိုးသားရင်းချင်းစိတ်ရောဝေးကွာနေတယ်အဲ့ဒါမလို့တိုင်းနိုင်ငံလုံးငင်းငင်းရေးမရနေသေးဘူး25ရာခိုင်နှုန်းကတော့တော်တော်ကောင်းနေပြီးတော့မထွက်တဲ့အပြင်25ရာခိုင်ကနေပြီးတော့နိုင်ငံရေးသမားတွေနိုင်ငံရေးပါမဝရတဲ့အတွက်100ရာခိုင်နှုန်းဖြစ်လာပြီ ဒါတစ်ချက်နောက်တစ်ခုကြတော့စစ်ဘက်ရဲ့ဘက်ဆက်ဆက်ရေးစစ်ဘက်ရဲ့ဘက်ဆက်ဆက်ရေးလို့ပြောလိုက်တာ ਨੇ အားလုံးကဘယ်လိုထင်ကြလဲစစ်တပ်နဲ့ရဲသားပြည်သူတွေကျွန်တော်တို့ပြည်သူတွေရဲ့ဂျာဆက်ဆက်ရေးလို့ထင်ကြတယ်တက်တဲ့ပြည်သူဂျာထဲမှာတာဟာဇာတာရှိအောင်လုပ်ရမယ်လို့ထင်ကြတယ်တက်မလို့ ਨੇ လက်နက်ကိုင်းတိုင်းဒေသလက်နက်ကိုင်းဖွဲ့စည်းအီအီကိုအီအိုအိုတွေနဲ့တာဟာဇာတာဖြစ်အောင်ဆက်ဆက်ရေးတိုက်ဆောက်ရမယ်လို့ထင်ကြတယ်အဲ့ဒါမှားတယ် အဲ့ဒီလိုမျိုးစစ်ဖက်ရပ်ဖက်ဆက်ဆံရေးလို့ကြားတာနဲ့စက်တက်နဲ့ပြည်သူကြားစက်တက်နဲ့တိုင်းရင်းသားလက်နက်က EAO EAO တွေကြားကဆက်ဆံရေးတခုတိစောက်ချင်းလို့ပဲတွေးထင်ထားတယ်ဆိုရင်ခမားတို့ရဲ့အုံနောက်ကခမားတို့ရဲ့အတွေးခေါ်ကတိတ်ကိုညံပြင်းပြီးတော့တိတ်ကိုသိမ်းလုံးလုံးနဲ့ညံရင်ကြက်မပြေသေးဘူးလို့ပြောလို့ရတယ်စစ်ဖက်ရဲ့ဆက်ဆံရေးဆိုတာကစစ်တပ်နဲ့အရက်ဖက်အဖွဲ့အစည်းမဟုတ်တဲ့နိုင်ငံတော်ရဲ့အာဏာကိုရကန်ရယူထားတဲ့စစ်တပ်မဟုတ်သောအရက်သားအစိုးရနိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းရဲ့ဂျားကဆက်ဆံရေးလို့ဆိုလိုတာဒါပေမဲ့တိတ်ကိုကြွရင်နဲ့တိတ်ကိုတက်တယ်ဆိုရင်ဒုံစားစုကြီးအစိုးရ မရောနဲ့အီအိုအီအိုတွေရမှာငင်းချင်းရရအောင်ကျွန်တော်တို့အဲဒီပါဒီအစိုးရကကျိုးတော်ဆောင်ပေးมาဖြစ်ပါတယ်တဲ့တိတ်ကိုမှာယွန်းနဲ့ဟောလားအစိုးရဆိုတာကတက်တဲ့တပုံနဲ့ငင်းချင်းရရအောင်အောင်တယ်တော့လာမီးလုတ်ပြရမယ်အခွင့်အရေးမဟုတ်ဘူးထပ်ပြီးပြောမယ်အစိုးရဆိုတာကဂျားနေဖြန့်ဖြေရမယ်အခွင့်အရေးမဟုတ်ဘူးအစိုးရဆိုတာကမိမိမှန်ကန်တယ်လို့ယုံကြည်ထားတဲ့ဝါဒကိုလက်ကင်ပြီးတော့ထုံးဝါဒနိုင်တသမတ်အောင်ထုတ်ရမှာဒါဆိုအဲဒီပါဒီပါဘူးဆက်ကင်တယ်ဘယ်ဝါဒကိုလက်ခံကြံတော့လဲ အဲ့ဒါအရက်ဖက်အဖွဲ့စည်းဆိုတာအဲ့ဒီအရက်သားအာဏာပိုင်အဖွဲ့စည်းလို့ဆိုလိုချင်ဖြစ်တယ်။အမှန်တကယ်တော့အစိုးရနဲ့နိုင်ငံရေးအရာစီးရလိုချင်တဲ့အကြောင်းအရာတွေကိုညှိနှိုင်းမှုတွေညှိနှိုင်းယူလို့မရတဲ့အတွက် EO အရာဥတီနဲ့စီးရတွေဖြစ်ရတယ်။ဒါကြောင့်အစိုးရဒီတပ်မတော်ရဲ့အင်အားကိုယူပြီးတော့ကိုက်ပွဲဖြစ်ချင်းရမှာဖြစ်တယ်။သို့တော့ညီငယ်တို့ပဲဆွေရှင်ကြီးပါတည်တည်နားလေပါတယ်ဆိုရင်အရက်ဖက်အဖွဲ့စည်းကသူ့အကြောင်းအရာကိုမှားရောစွာသုံးချတယ်။ဆိုတော့စစ်တပ်က EO နဲ့ညှိနှိုင်းညှိနှိုင်းရအောင်ကျွန်တော်တို့အဲ့ဒီပါတီဆိုရကဂျာဝေးဖက်ဖြစ်မယ်။အဲ့ဒါမှားတယ်။တပ်မတော်ဒီနောက်ရှိပါတီဘောချင်းကဥပဒေကိုဆွဲကင်ထားတယ်။လက်ခံယုံကြည်တယ်။ တိုင်းရင်းသားအရေးကိုရောက်ဝေးသည်ဖက်ဒရယ်ကိုဆွဲကင်တယ်လက်ခံယူကြည့်တယ်ဒါပေမဲ့ NLD အစိုးရအရက်ဖက်အာဏာပိုင်အဖွဲ့အစည်းက TU ကိုဆွဲကင်တယ်လို့ဖက်ဒရယ်ကိုဆွဲကင်တယ်လို့ဟိုလိုလိုဒီလိုရောင်း60ဖြစ်နေတယ်ဒါကြောင့်မို့လို့လေပြီးခဲ့တဲ့9နှစ်တာကာလအတွင်းမှာအရက်ဖက်စစ်ဖက်အရက်ဖက်ဆက်ဆံရေးဆိုတာကိုစစ်တပ်နဲ့အရက်သားဆက်ဆံရေးလိုပဲတွေးကြတယ်စစ်တပ်နဲ့အရက်သားအစိုးရအဖွဲ့အစည်းရဲ့အားဆက်ဆံရေးဆိုတာကိုမှားယွန်းစွာနဲ့တွေးခေါ်ချင်တယ်။နောက်ကစတန်ဒါမီ ာနင်တို့ရန်စက်တဲ့အာမီကြီးကတူမီနဲ့ဆိုင်တော်လိုင်းရောက်မနိုင်ဘူးလားဒါဆိုရင်အခုခင်ဗျားတို့နိုင်နေတယ်ထင်ရင်နဲ့နေနေတယ်မှာအခုခင်ဗျားတို့ထိန်းချုပ်နေမြေခင်ဗျားတို့အုပ်ချုပ်နေမြေစိုးမိုးနေမြေခင်ဗျားတို့နိုင်နေပြီဆိုရင်မြို့နယ်တွေမှာကခင်ဗျားတို့ပြောသလိုတူမီတွေကအုပ်ချုပ်ထားလားတူမီတွေရဲ့အရင်းလားဒါမှမဟုတ်အဲ့ဒီတူမီတွေကိုရှေ့ကနေသေခိုင်းပြီးတော့လူသားတိုင်းလုပ်ပြီးနောက်ွယ်မှာနေမြေရယူစိုးမိုးအုပ်ချုပ်နေတဲ့အီအိုအီအိုအမိခံအကြံဖတ်သမားတွေအရင်းလားခင်ဗျားတို့တူမီနေဆိုင်တော်လိုင်းကြီးကနိုင်နေတယ်ဆိုလို့ရှိရင်ခင်ဗျားတို့တိုင်းယူထားတဲ့အနေအထားတွေမှာအစိုးရယုံဆိုင်လို့ရသလား ခင်ဗျားတို့တွေးထင်ထားတယ်လို့တဘုံဆိုတာတုံမင်းကိုင်းတဲ့ဖွဲ့စည်းမဟုတ်ဘူး။တဘုံနေကိုင်းတဲ့ဆက်လက်နဲ့ကလွန်ခဲ့တဲ့1990ဝင်းကျင်လွန်ခဲ့တဲ့20 30 30လောက်တဲ့ကနှစ်ပေါင်း30လောက်တဲ့ကတဘုံကိုင်းခဲ့တဲ့ဆက်လက်နဲ့တွေကတိုက်ကိုအစင်းမြင်တယ်။နော်ဒီတော့ကျွန်မခဏခဏပြောပြလိုက်။ကော်မူရာခေါ်ဝမ်ခတိတိုက်ပွဲ။အဲ့ဒီကော်မူရာခေါ်ဝမ်ခတိတိုက်ပွဲမှာတဘုံနေတုံးခဲ့တဲ့ဆက်လက်နဲ့တွေခင်ဗျားတို့ပြောတယ်လို့တုံမီးမဟုတ်လွန်ခဲ့တဲ့နှစ်30လောက်တဲ့ကဒီကော်မူရာခေါ်ဝမ်ခတိတိုက်ပွဲပိုဆဲပြင်းတောင်ကုန်းတိုက်ပွဲအိမ်မှာအာဆီယံဆက်နဲ့ဖြစ်ခဲ့တဲ့တိုက်ပွဲဝါနဲ့ဖြစ်ခဲ့တဲ့တိုက်ပွဲတမင်းနဲ့အတွင်းမှာ မတော်ကလည်းအလောက်လက်နဲ့ကြီးပြစ်လိုက်တယ်ပြစ်လိုက်တဲ့လက်နဲ့ကြီးကိုတဘုံလေးကတမိနဲ့တွဲမှာပြင်းမဲ့ရှာပြီးချက်ချင်းပြန်ပြီးကောင်တာပြစ်နိုင်တယ်ဒါတဘုံကိုင်းတဲ့ဆက်လက်နဲ့ဒါကြောင့်မို့လို့ခင်ဗျားတို့တွေ့ထင်တာလို့တူမီမဟုတ်ဘူးရှင်ကျေးဇူးတင်ပါတယ်ရှင်ခင်ဗျားတို့တွေ့ထင်တာလို့တူမီမဟုတ်ဘူးလွန်ခဲ့တဲ့230လောက်တဲ့ကတဘုံကိုင်းတဲ့ဆက်လက်နဲ့ကနိုင်ငံတကာရဲ့အကူအညီနဲ့အဲ့ဒီလိုမျိုးအကြီးချင်းနဲ့ဆက်လက်နဲ့အကြီးတွေကြီးကောင်းတယ် เนาะကျွန်တော်ကဒါတူမီနဲ့စားတော်လန်ရေးကိုဒါမှစတန်လက်အမီကမမီဘူးဆိုပြီးတော့တော့ရောက်တောင်းရောက်ကြက်မပြည့်ရဲ့ဘေးခွန်ရင်းနဲ့ line ပေါ်မှာအောင်မချောင်းလက်စတန်လက်အမီဆိုတာကစီရေးဆွိုင်းတက်ခတ်ရေးဆွိုင်းဆက်လက်နဲ့ဆွိုင်းဒါကိုပြောတာစီရနိုင်ငံစစ်တပ်ကနိုင်ငံရေးမှာဝန်မရှိုးနေစစ်တပ်နိုင်ငံရေးကအပြစ်ထွက်ကမယ်စီရနိုင်ငံရေးတည်တာသွားရမယ်ဆိုတော့ pro army မဟုတ်ဘူး ပရိုအာမီဆိုတာကစီးရဲနဲ့နိုင်ငံရေးအသီးတန်သွားမယ်ရောမထွက်ရဘူးဒီလိုအနေအထားမျိုးကဖွင့်ပြပြနိုင်ငံတွေမှာရှိတယ်ကျွန်တော်တို့နိုင်ငံတွေမှာစီးရဲနိုင်ငံရေးအသီးတန်သွားလို့မရဘူးပရိုအာမီလို့လို့မရဘူးစန်တဲ့အာမီပဲလို့ရမယ်ဘာကြောင့်လဲမြန်မာနိုင်ငံဟာကျွန်ပေါ်မှာ100တရာကျော်နေခဲ့ရတယ်မြန်မာနိုင်ငံမှာကိုလိုနီနေချက်တွေရဲ့သွေးခွဲအုပ်ချုပ်တာကိုခံခဲ့ရတယ်မြန်မာဆိုရင်အမည်နာမအောက်မှာတိုင်းရင်းသား135မျိုးရှိတယ်။အဲ့ဒီတိုင်းရင်းသား135မျိုးကြားထဲမှာနိုင်ငံတော်ကလက်နက်ကိုင်ပုံကန်နေတဲ့ပုံကန်တို့ဖွဲ့စည်းပေါင်း100ကျော်ရှိတယ်။ဒါအကြောင်းမို့လို့သူများနိုင်ငံတွေမှာစစ်ရေးနိုင်ငံရေးတည်ထောင်သွားရင်တော့ Pro Army တွားရင်တော့ကျမတို့က Standard Army ကိုတွားရမယ်။ အဲ့ဒီအချိန်ကသဘောတရားလောက်ကိုတော့နားမလည်ပဲနဲ့နိုင်ငံရေးကိုတည်တလို့တက်တလို့အာသီးရောင်ပြီးရောင်60နဲ့တက်ရောင်ကမလုံနဲ့အဲ့ဒီလိုအတွေးခေါ်တင်နဲ့ကျမရဲ့ခြေပြားကိုခြေပွားလာမတိုင်းနဲ့ခြေရခြင်းလာမတိုင်းနဲ့ခြေလာစရေသည့်နိုင်ငံရေးသည့်ဗလာမတ်တင်နဲ့စစ်တပ်နိုင်ငံရေးရပြီးထွက်ရမယ်လို့စစ်တပ်ကသူ့လိုကြရေးဆွဲထားတဲ့ဖွဲ့စည်းပုံ2000ဖွဲ့စည်းပုံခြေကောင်းပစ်တွေကိုဖျက်သိမ်းရမယ်ဆိုတဲ့ရှုံးကြောင်ကြောင်ပေါ်ကြောင်စကားကြီးရတဲ့ငါရဲ့ခင်ဗျားတို့ယူကြောင်ကြောင်ပေါ်ကြောင်စကားကြီးရတဲ့ငါရဲ့ညလုံးဖွဲ့နေပါလေ ။ဒါတော့ရဲဘွဲစီပုံအခြေခံဥပဒေကိုအစားအဆုံးဖတ်ပြီးတယ်လို့ဖွဲ့စည်းပုံရဲ့အနှစ်သာရကိုလေ့လာသိရှိထားတဲ့သူအနေရောက်ရှိတယ်လေ။ဒီမနက်ကမှဖွဲ့စည်းပုံခြေကောင်နောက်ရှိဖွဲ့စည်းပုံခြေဥကိုဖတ်ဖို့လည်းလူနဲ့ပြတက်ရမဲလို့ပြောရင်ဒီခြေဥမကောင်းပါဘူးဒီခြေဥကစစ်တက်ကအလိုကျရေးဆွဲထားတဲ့ခြေဥကြီးဖက်ရပါမယ်လို့ပြောတဲ့အကောင်ကြီးကောင်မကြီးကားရိုင်းနဲ့လမ်းလက်ကောင်မှကြံရတယ်လေ။ဖွဲ့စည်းပုံခြေကောင်ဥပဒေကိုစာရွက်လေး10ရွက်15ရွက်လောက်ဖတ်ပြီးတော့တက်ရောင်ကမလုံးနဲ့။ဖွဲ့စည်းပုံခြေကောင်ဥပဒေရဲ့အနှစ်သာရဒီဖွဲ့စည်းပုံမှာပါတဲ့တက်မတော်ရဲ့ကဏ္ဍကပုံကူပဲရှိတယ်။မသိရင်လိုက်မှတ်ထား။ ။ညံမကောင်းမှုဆိုစောက်ထက်မှာရေးပြီးမှတ်တာ။နောက်ရှိချင်းကမှာတမလို့ရေခန္ဓာက၃ခု။နှစ်တာတာ၃ခု။နံပါတ်၁တမလို့ဒီအမျိုးသားရေခန္ဓာကိုဦးဆောင်ရမယ်။နံပါတ်၂တမလို့ဒီဒုတာဝန်ရေးတော်မှာကိုကာကွယ်စောက်ရှောက်ရမယ်။နံပါတ်၃တမလို့ဒီဖွဲ့စည်းပုံချေကောက်ပြည်ကိုကာကွယ်စောက်ရှောက်ရမယ်။ဒီ၃ချက်ပဲရှိရဲ့။မမမီရပီတင်းနဲ့ပြန်လာထောင်စောက်ထက်မှာချမှတ်ရေးတာ။ရှင်းလား။နော်။ကျွန်တော်ကျွန်တော် တရားဝင်ပုံမြင်နေသူများစကားမှာလမ်းဆုံးနေလမ်းဆုံးပြီးတော့ဆက်ဆက်ရက်ဆက်ဆက်ရေးဆိုဘာမှမသိငင်းငယ်ရေးဆိုဘာမှမသိတနေ့ကလုံးငင်းငယ်ရရင်25ရာခိုင်နှုန်းကစက်တက်ကဘယ်လိုသွားမယ်ဆိုတော့ဘာမှမသိဘာမှမသိညာမှမသိတဲ့ဟာတွေနဲ့ဘာမှမသိညာမှမသိပဲနဲ့နိုင်ငံရေးကိုတိဆောက်လို့မရဘူးဒါကြောင့်ခမရတို့ရလုပ်ရတဲ့ကနိုင်ငံအရေးကိုတိဆောက်နေကြတာမဟုတ်ဘူးခမရတို့နိုင်ငံကိုဖျက်ဆီးနေကြတာဖြစ်တယ်နော်ဆိုနေ့တုန်းနေနဲ့ချပြောမယ်ပြောကြလိမ့်မယ်နောက်ရှိချေဦးမှာတက်ကသူ့လိုရာဆွဲပြီးရေးထားတယ်ဒါကြောင့်မလို့ဒီနောက်ရှိချေပွဲသိပုံချေကဥရရှိနေသူဒီမြန်မာနိုင်ငံမှာငင်းငယ်ရေးမရနိုင်ဘူးခင်ဗျားတို့ပြောလိမ့်မယ် ။အမှန်တကယ်တော့နောက်ချက်ပတ်တိဘုံချင်းကဥပဒေမှာစစ်တပ်ကသူအာနာသိမ့်ဖို့ဖွဲ့စည်းထားတာဖြစ်တယ်။ခဏတော့ပြောကြလိမ့်မယ်။ဘုရားရှိချေဦးရတယ်မတော်ကအာနာသိမ့်လို့ရတယ်အာနာသိမ့်လို့ရတယ်အမှန်နဲ့။သို့တော့အဲ့ဒီအာနာကိုအမရကိုယ်တိုင်ကာလုံခေါ်ပြီးမှပေးရတာ။တမရကိုယ်တိုင်ကာလုံခေါ်ပြီးပေးလိုက်တဲ့အာနာဖြစ်တယ်။လက်ရှိမှာလည်းတမရကိုယ်တိုင်ကာလုံခေါ်ပြီးပေးထားတယ်။ဟုတ်ပြီတမရလို့ပြောတဲ့အခါမှာဒုတမရ၁ဒုတမရ၂နှစ်ယောက်ရှိတယ်။ NND ပါတီအရက်ဖက်အဖွဲ့အစည်းကရက်ဖက်အစိုးရကအာနာပိုင်းကခန့်အပ်ထားတဲ့ဒုတမရဟန်နီဘန်ထီယူနိုင်ငံအကျိုးတိုင်းကျိုးပြီးကျိုးဖြင်းမြောက်အောင်လှုပ်ဆောင်နိုင်ခဲ့တယ်မှတ်တမ်းတစ်ခုမှမရှိဘူး။ ် NND ပါတီမှာအခုဝင်ပြီးအခုချက်ချင်းမိုးကြွေရွှေခေါ်လို့သမရရာကြီးရလာတယ်လို့ဖြစ်တယ်။ဒါကြောင့်မို့လို့သမရနဲ့ဝယ်အေးချင်းကိုကြွားတယ်။တီမောကိုအာဆီယံအဖွဲ့ဝင်ဖြစ်မထောက်ခံကြောင်းစစ်ကောင်စီအရေးဆိုတီမောနိုင်ငံကိုအာဆီယံအဖွဲ့ဝင်နိုင်ငံတည်းအဖြစ်လာမယ့်အောက်တိုဘာလမှာတရားဝင်လက်ခံမဲ့ကိစ္စကိုမထောက်ခံဘူးလို့စစ်ကောင်စီကပြောလိုက်တဲ့အကြောင်းထိုင်းပြည်သတင်းဌာနကဖော်ပြလာပါတယ်။စစ်ကောင်စီကအာဆီယံလက်ကျဥက္ကဋ္ဌကို တရားဝင်ပေးပို့တဲ့စာမှာတီမောဟာအာဆီယံပြည်ညင်မှာပါဝင်တဲ့ပြည်တွင်းရေးကိုမဆွတ်ဖက်ရဆိုတဲ့စီမင်းကိုလိုက်နာဖို့ပြက်ကွက်ခဲ့တယ်လို့ပြောထားတဲ့ဆိုပြီးသတင်းကဆိုပါတယ်အာဆီယံဥက္ကဋ္ဌကိုစစ်ကောင်စီကပေးပို့တဲ့စာမှာတော့တီမောအနေနဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတနိုင်ငံနဲ့ပဋိပက္ခဖြစ်နေတာဒါမှမဟုတ်အာဆီယံအဖွဲ့ဝင်နိုင်ငံတနိုင်ငံကိုစန့်ကျင်တာကိုလုပ်နေတဲ့အစုအဖွဲ့တွေနဲ့ထိတွေ့ဆက်ဆံတာမလုပ်ဖို့လဲတိုက်တွန်းထားပါတယ်လက်ရှိမှာ တီမောအစိုးရဟာအမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုအတိမတ်ပြုထိတွေ့ဆက်ဆံနေတာဖြစ်လို့စစ်ကောင်စီပြောတဲ့အစုအဖွဲ့ဟာ NUG ကိုညှိနှိုးလာလို့နားလည်ရပါတယ် တီမောကိုအာဆီယံအဖွဲ့ဝင်နိုင်ငံအတစ်အဖြစ်လက်ခံတဲ့လုပ်ငန်းစဉ်စတင်လှုပ်ဆောင်မှုပြီးခဲ့တဲ့မေလတုန်းကကျင်းပတဲ့အာဆီယံထိပ်သီးဆွေးနွေးပွဲမှာအဖွဲ့ဝင်ကောင်းဆောင်တွေကသက်ဆိုင်ရာအရာရှိတွေကိုလမ်းညွှန်ထားပါတယ်။အာဆီယံဟာစစ်ကောင်စီကိုအာဆီယံနိုင်ငံသားရေးဝင်ကြီးတွေအစည်းအဝေးကောင်းဆောင်တွေအစည်းအဝေးကိုတက်ရောက်ခွင့်ပိတ်ပင်ထားပြီးအဲ့ဒီအစားနိုင်ငံရေးအရာကိုစားမပြုသူကိုသာတက်ရောက်ခွင့်ပြုထားပါတယ်။ စစ်အာဏာသိမ်းပြီး၃ကြော်အတွင်းမြန်မာစစ်ကောင်စီဟာအာဆီယံထိပ်သီးဆွေးနွေးပွဲတွေကိုကိုယ်စားလှယ်မလုပ်ခဲ့ပေမဲ့၂၀၂၄ခုနှစ်စံပိုင်းမှာအာဆီယံအလှည့်ကျလာအိုနိုင်ငံမှာပြုလုပ်တဲ့အစည်းအဝေးကလို့နိုင်ငံသားရေးဝန်ကြီးဌာနအရာရှိကြီးတွေကိုတက်ရောက်စေခဲ့ပါတယ်။ အဲ့ဒီအချိန်ကစလို့ပြီးခဲ့တဲ့မေလကပြုလုပ်တဲ့အာဆီယံထိပ်သီးဆွေးနွေးပွဲတွေကိုစစ်ကောင်စီနိုင်ငံသားရေးဝန်ကြီးဌာနအတွင်းဝင်ဦးအောင်ကျော်မိုးတက်ရောက်နေပါတယ်။စစ်ကောင်စီကကန့်ကွက်တယ်ဆိုတဲ့ပြောဆိုချက်နဲ့ပတ်သက်လို့တီမောနိုင်ငံသားရေးဝန်ကြီးဌာနနဲ့စစ်ကောင်စီကိုဆက်သွယ်မေးမြန်းဖို့စူးစမ်းနေပါတယ်။